ကချင်ပြည်နယ်ဖောက်ကတ်မြို့နယ်ကမလန်းကျေးရွာမှာစစ်ကောင်စီနဲ့ KRA KPDF တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပါတယ်။ဒီနေ့အောက်တိုဘာ၁၀ရက်မနက်ပိုင်းမှာစစ်ကောင်စီက112လေယာဉ်နဲ့ပုံကျဲပြီးလေကြောင်းကနေကင်းထောင်နေတာဖြစ်ပါတယ်။စစ်ကောင်စီလေယာဉ်ကမနက်9နာရီခွဲလောက်မှာစပြန်နေပြီးမလန်းရွာဘက်ကိုဘုံတွေကျဲသွားတာလို့ဖောက်ကတ်ဒေသခံကပြောပါတယ်။ပြီးတော့အောက်တိုဘာ9ရက်မနေ့ကနေ့လယ်12နာရီလောက်မှာလဲစစ်ကောင်စီက Jet Fighter နဲ့ပုံကျဲခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းရှိနေတဲ့နေရာကနေ KRA ရှိတဲ့ဆိုင်းတောင်ဘက်ကိုအဲ့ဒီမလန်းကျေးရွာကနေသွားလို့ရပါတယ်စစ်ကောင်စီတပ်ကဆိုင်းတောင်ကိုဥတီကျင်တာလို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်အဲ့ဒီအခြေအနေမှာ KRA ကပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီးစစ်တပ်ဘက်မှာတေဆုံးမှုများပြတာကြောင့်အခုလိုလေကြောင်းဆက်တိုက်တုံးလာတာလို့သတင်းရင်းမြစ်ကသုံးသပ်ပါတယ်ဆိုင်းတောင်ကျေးရွာဆိုတာကပြီးခဲ့တဲ့2024ခုနှစ်ထဲမှာ KRA ကတိုက်ခိုက်သိမ်းပိုက်ပြီးထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ် ဒါပေမဲ့အင်အားတထောင်ကျော်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ဩဂတ်လ3မှာဖားကန်ကိုအတုလိုက်ရောက်လာပြီး KRA KPDF ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေပါတယ်ရှင်။